အမေရိကန်နဲ့မက္ကဆီကိုနယ်စပ်စီးမြင်ပေါ်မှာတိုင်းတိဆောက်ကာရမဲ့တမရဒေါ်နယ်ထရန့်အနေနဲ့မကြခင်မှာအကြီးမားဆုံးအတားဆီးတွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။ဒေါ်နယ်ထရန့်ဟာတိုင်းတိဆောက်ဖို့အတွက်လိုအပ်တဲ့အသုံးချေကိုစစ်ဖက်ဆိုင်ရာဘန်ဒါရီကနေထုတ်သုံးဖို့ဖေဗူလာ15ရက်နေ့ကအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့သတင်းပတ်မှာတော့အဆိုပါအရေးပေါ်အခြေအနေကြီးညာချက်ကိုစန့်ကျင်ဓာတ်ဆီးမဲ့အဆိုပြုချက်တရက်ကိုအမေရိကန်အောက်လွှတ်တော်မှာစာနာမဲ့ပေးခဲ့ကြတယ်လို့သိရပါတယ်။ ဒီမိုကရက်တစ်အမတ်တွေကြီးဆိုတဲ့အောက်လွှတ်တော်မှာထရန့်ရဲ့အစီအစဉ်ကိုကန့်ကွက်တဲ့ဘက်ကမဲအီအတွက်245 182နဲ့အနိုင်ရရှိခဲ့တာကြောင့်အကြီးပေါ်ကြီးညာချက်ဖြတ်သိမ်းချိန်မဲ့အဆိုပြုချက်ဟာအခုဆိုရင် အထက်စီးနိုင်ကလွတ်တော်အထိရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။အမေရိကန်လွှတ်တော်နှစ်ရက်အတွင်းကအခြေအနေတွေအရဒေါ်နယ်ထရန့်ရင်ဆိုင်ကြော်ဖြတ်ရမယ့်စိန်ခေါ်မှုနဲ့အခက်အခဲတွေဟာပိုပြီးကြီးမားလာတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ Republican Party ဝင်သမရဖြစ်တဲ့ Donald Trump ကို Republican အမတ်တချို့ကမထောက်ခံကြားရတာကြောင့်ပဲဖြစ်ပါတယ်။ ။တရင်တွေအရအောက်လော်ဂျာက Republican အမတ်73ဦးဟာ Democratic အမတ်တွေနဲ့အတူအရေးပေါ်ကြီးညာချက်ကိုကန့်ကွက်ကြောင်းဆန္ဒမဲပေးခဲ့ကြလို့ပဲဖြစ်ပါရယ်။ဒီလိုပဲ Senate ခလွတ်တော်မှာဆိုရင်လေရှေးယိုးဆန်တဲ့ Republican အမတ်တချို့ဟာ Donald Trump ရဲ့ဂျိုးပန်းမှုကိုဆန့်ကျင်ဖို့ဆုံးဖြတ်ထားကြတယ်လို့သိရပါဗျ။ဒါပေမဲ့ Senate ခလွတ်တော်မှာတော့ Republican အမတ်အင်အားများပြားတာကြောင့် Donald Trump အတွက်မျှော်လင့်ချက်လည်းရှိနေပါသေးတယ်။ ဒါပေမဲ့ဇီဝရေးသမားဖြစ်သလိုဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးကောင်းပါလိရှိတဲ့သမရဒေါ်နယ်ထရန့်ကတော့နေဆက်တတိုင်းတိဆောက်ရေးအသုံးစည်းအတွက်လိုအပ်ရင်ဗီဒီယိုအနာကိုထုတ်သုံးမယ်လို့တောင်ကြွေးကြော်ထားပါတယ်။ဒါပေမဲ့ဗီဒီယိုအနာဟာလည်းလွတ်တော်အမတ်တွေရဲ့ညီညွတ်မှုကိုတော့ကြော်ဖြတ်ဖို့မစွမ်းနိုင်ပါဘူး။အမေရိကန်ဖွဲ့စည်းပုံဥပဒေအရ တမရရဲ့ဗီဒီယိုအာနာနဲ့ဆုံးဖြတ်ချက်ကိုစန့်ကျင်ကန့်ကွက်ဖို့ဆိုရင်လွတ်တော်နှစ်ရက်ပေါင်းအမတ်အင်အားရဲ့၃ပုံ၂ပုံအထိထောက်ခံမှုကိုရရှိဖို့လိုအပ်ကြောင်းပြရပါတယ်။ဒါဆိုရင်တမရဒေါ်နယ်ထရန့်ကိုထိတ်တဲရင်ဆိုင်မှုဥရေအကြောင်းအရာဘာတွေလိုအပ်မလဲဆိုတာလေ့လာဖို့လိုအပ်လာပါပြီ။ ဒီမိုကရက်တစ်အမတ်တွေအနေနဲ့အမေရိကန်အမျိုးသားအရေးပေါ်ကြေညာချက်အဝူတွေအရဒေါ်နယ်ထရန့်ကိုတားဆီးနိုင်မှုဆိုရင်အထက်ကဆိုးခဲ့သလိုလွှတ်တော်နှစ်ရက်စလုံးရဲ့ဆန္ဒမဲအားသာမှုကိုလိုအပ်သလို၁၈ရက်အတွင်းမှာဆန္ဒမဲကောက်ခံမှုကိုအပိသက်ဆောင်ရွက်ရမှာဖြစ်ပါတယ်အခုဆောင်းပါတင်ဆက်နေချိန်မှာတော့အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ချိန်က18ရက်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီမိုကရက်တစ်အမတ်တွေကတော့ဒေါ်နယ်ထရန့်ရဲ့နေဆက်တတိုင်းတည်ဆောက်မဲ့အစီအစဉ်ကိုတားဆီးဖို့ကြိုးစားနေကြဆဲပဲဖြစ်ပါတယ်။ ော်နယ်ထရပ်ဟာကွန်ဂရက်လွှတ်တော်ရဲ့သဘောတူညီချက်ကိုမယူတော့ဘဲစစ်အသုံးစရိတ်နဲ့တတိုင်းတိဆောက်နိုင်ဖို့အရေးပေါ်ကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါချိန်ထဲမှာပဲအမေရိကန်တောင်ပိုင်းနယ်စပ်ရဲ့အကြက်တဲကြားရောက်ချိန်ဖြစ်တယ်လို့လည်းအကြောင်းပြခဲ့ပါရယ်။အတိုက်ခံဖြစ်တဲ့ဒီမိုကရက်တစ်အမတ်တွေရဲ့အမြင်မှာတော့ဒေါ်နယ်ထရန့်ရဲ့လောက်ရဟာဥရေနဲ့မညီဘူးလို့ခံယူထားကြပါရယ်။အောက်လော့တာဥက္ကဋ္ဌနန်စီပီလိုစီကတော့အခုလိုဖြစ်နေတာနယ်စပ်ပြဿနာမဟုတ်တလို့ဖွဲ့စည်းပုံဥပဒေနဲ့ဆိုင်တဲ့ပြဿနာလည်းမဟုတ်ပါဘူး။နိုင်ငံရေးပြဿနာမဟုတ်တလို့ပါတီစွဲပြဿနာလည်းမဟုတ်ပါဘူး။ မျိုးချစ်စိတ်ဆုံးရောက်တဲ့ပြဿနာဖြစ်ပါတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။အမေရိကန်သမိုင်းမှာသမရနဲ့ကွန်ဂရက်လွှတ်တော်အကြားသဘောထားကွဲလဲခဲ့မှုတဲ့တာဒကတွေလည်းရှိခဲ့မှုပါတယ်။ My fellow Americans. အနည်းဆုံးပြောရရင်2014ခုနှစ်ကစာရွက်စာတမ်းအခိုင်အလုံမရှိတဲ့ရွှေပြောင်းဝင်ရောက်သူတွေကိုနေရပြန်ပို့မယ်အရေးကိုတားဆီးဖို့အတွက် Democratic ကိုစားပြုတဲ့သမ္မတအိုဘားမားကအထူးအာဏာအသုံးပြုခဲ့ပါဗျ။အဲ့ဒီမှာ Republican အမတ်တွေကသမ္မတအာဏာအလွဲသုံးစားလုပ်တယ်လို့ဆွဆွဲခဲ့ကြပါဗျ။ အခုနေဆက်တိုင်းပြဿနာကတော့ Republican သမရနဲ့ Democratic အမတ်တွေကြားမှာဖြစ်ပွားတဲ့အပြန်အလှန်ပြဿနာပဲဖြစ်ပါတယ်ပြဿနာအဖြစ်ကိုအပြီးသက်ဆုံးဖြတ်ရမယ့်စီးနှိမ်လှုပ်တော်မှာတော့ Republican အမတ်တွေပိုများနေတာကြောင့် Donald Trump ရဲ့အရေးပေါ်ဂျင်ညာချက်ကိုတားဆီးနိုင်မှုလွယ်ကူမှာတော့မဟုတ်ပါဘူး Republican အမတ်တဦးဖြစ်တဲ့ Ohio ပြည်နယ်အမတ် Warren Davidson ကသမ္မတ Trump အနေနဲ့ငွေသုံးချင်တဲ့ဆိုရင်အရေးပေါ်ဂျင်ညာချက်ထုတ်ဖို့တော့မလိုပါဘူး။ ဒါပေမဲ့သူကြီးညာခဲ့ပါတယ်။ဒါကြောင့်ဥရေရတရားဝင်ပါတဲ့အခြေခံဥရေကပေးထားတဲ့အခွင့်အရေးပါပဲလို့ Washington Post တရင်းစာကိုပြောကြားခဲ့ပါတယ်။အချုပ်အားဖြင့်တော့ Mexico နယ်စပ်တစ်လျှောက်မိုင်ပေါင်း2000ကျော်ကိုကာယံတိဆောက်မဲ့တတိုင်းစီမံကိန်းဟာမကြခင်အသက်ဝင်လာတော့မယ်လို့ဆိုရမှာပါ။ဒီစီမံကိန်းဟာ2016ခုနှစ်ရွေးကောက်ပွဲမှာ Donald Trump ပေးခဲ့တဲ့ကတိစကားတစ်ခုဖြစ်ပြီးသူကိုယ်တိုင်လည်းအမှန်တကယ်လှုပ်ဆောင်မှုဆန္ဒပြင်းပြခဲ့တဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်းတတိုင်းကာယံရေးကိုမလိုလားတဲ့ပြည်သူတို့နဲ့ Republican တွေရဲ့အတားအဆီးတွေကိုဖျက်ချော်ဖို့လဲလိုအပ်နေသေးကြောင်းတင်ဆက်ဖော်ပြလိုက်ရပါတယ်ခင်ဗျာဒီတစ်ပတ်စံတော်ချိန်ရဲ့နိုင်ငံတကာသုံးသက်ဆောင်းပါးကိုတလောက်နဲ့ပဲရနာပြရစီခင်ဗျာနောက်တစ်ပတ်မှာလဲနောက်ဆုံးရကမ္ဘာသတင်းတွေကိုခြေခံပြီးစိတ်ဝင်စားဖွယ်သုံးသက်ဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ